ားလုံးပဲမင်္ဂလာပါ Bible Block ကနေပြန်ကြည့်ဆိုပါရယ်ဒီနေ့ကတော့ Mo A နေပေါ့နော်အရင် Mo လေး A နေတယ်နောက်တစ်ခါကျတော့လည်းအတခုခုဘောလုံးမျိုးလေးစားကြတဲ့ စိတ်လေးဖြစ်တယ်ဒါပေမဲ့အပြင်းလည်းမသွားချင်ဘူးကားလည်းမမောင်းချင်ဘူးပေါ့နော်အဲ့တော့ဘာစားမလဲလို့ရှာလိုက်တဲ့အခါမှာလွန်ခဲ့တဲ့နှစ်ရက်လောက်ကကျွန်တော်စီကိုဒီအရိယာတစ်ခုရောက်ထားပါတယ်ဒီကောင်လေးကဆိုတော့လက်ရှိထိုင်းနိုင်ငံမှာနာမည်ကြီးနေတယ်ဒီမှာလည်းအရင်နာမည်ကြီးနေတယ်အဲသူများကြီးစားစားပြားတွေ့တယ်အရင်ကောင်းတယ်လို့ပြောတယ်တထုပ်စားပွားလို့ရှိရင်နဲ့အဲဆက်ခါဆက်ခါစားကြတယ်ပေါ့နော်ရှာမရဘူးဒါပေမဲ့အရင်လည်းဆက်တယ်မလာရတာလည်းအရင်ထိမိရလို့ပြောတယ်ပေါ့နော်အဲအဲ့တော့ဒီအရိယာကိုစမ်းပြီးတော့စားကြည့်မယ်သူရဲ့အရတာဘယ်လိုရှိမလဲဆိုကျွန်တော်ကတော့မလာရတာကြိုက်တာဆိုတာဖြစ်တဲ့အတွက်အဲဒီကောင်လေးတော်တော်လေးစားကောင်းတယ်လို့ထင်တယ်ကဲအဲ့ဆက်စားကြည့်လိုက်ရအောင် အောက်အားလည်းလွယ်တယ်အနံ့ကတော့လုံးဝမလာအရသာထိမိတဲ့အနံ့ပါနော်အနံ့နေရာတော်တော်လေးမှုရယ်အော်တော်ကြောင့်ထိမှာဝါဥဝါဥမှာတော့မလာရတာပါနော်သူကသူ့ရဲ့အဆက်ကတော့ extra mala flavor ဆိုတဲ့အတိုင်းတာမန်ကြီးမာလာရတာချပူပြီး extra ကိုဖြစ်တယ်။အဲမာလာရတာထိမိနေရဟာမျိုးပေါ့နော်။ဘယ်လိုကောင်းလဲ။ စင်းမှာဟောပစားနေရတယ်လို့ပြောရတာပြောပါတော့မလားဟောပစားနေရရတာပါလေနော်သူကရန်တေးစားနေတယ်လည်းစားလို့ရတယ်ပီယာနေလည်းလိုက်တယ်မကတော့ခေါက်ဆက်ပြည်မှာထည့်စားနေတယ်လိုက်တယ်ဟိုင်းနဲ့စားနေတယ်လိုက်တယ်မတိုင်းစားနေတယ်ပို့ပြီးစားလို့ခဲ့စစ်တမဟောပေါ့ရန်စားချင်နေတောင်မှဒါလေးတစ်ထုတ်လောက်စားလိုက်လို့ရှင့်ဟောပစားနေရတယ်အတိအမြင်လည်းပဲဒါတော့ကောင်းတယ် ဟုတ်ကဲ့အကယ်၍နောက်ထပ်ထပ်စားမလားလို့မေးဦးမယ်မေးမယ်ဆိုလို့ရှိရင်လည်းထပ်စားပါဦးမယ်ကြိုက်ပါတယ်အရသာရန်ကောင်းပါတယ်နောက်တစ်ခါကျတော့ဒီမှာတော့ရန်ကုန်မှာတော့ဝယ်လို့ရလားမရလားတော့ဒီချာတော့မသိဘူးအာအခုဘာကောင်းပါလဲတကယ်ချစ်လို့ရှိရယ်ပို့စရာတွေထပ်ပြီးတော့မှာစားပဲပေါ့နော်အကယ်၍ဒီမှာရောင်းတဲ့လူတွေရှိလို့ရှိရင်လည်း mention လုပ်ပေးပါအောင်လို့ဝယ်စားပါမယ်အားလုံးပဲတတ်တာ Thank you.